ခိုင်အမာခံစစ်ပြင်ထားတဲ့စကိုင်းတိုင်းပလဲမြို့နယ်ကကန့်တောက်ရဲစခန်းကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA နဲ့မဟာမိတ်တွေဂျွန်လ19ရက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။အဲ့ဒီနောက်ဖမ်းမိခဲ့တဲ့စစ်တုံးပန်း၄ဦးထဲမှာ၃ဦးကစစ်ကောင်စီအထမစစ်သားစုစောင်းထားတဲ့တပ်သားတွေဖြစ်ပြီးတင်တန်းပြီးတာနဲ့ရှေ့တန်းကိုပို့ခံရသူတွေဖြစ်တယ်လို့ကာယကံရှင်တွေကထွက်ဆိုပါတယ်။ဒီစခန်းသိမ်းတိုက်ပွဲကနေဖမ်းမိတဲ့တုံးပန်းတွေကိုစစ်ဆေးမေးမြန်းတဲ့ရုပ်သံမနေ့ကထုတ်ပြန်ရမှာ။ တဦးကအသက်15နှစ်ပဲရှိသေးတာကိုတွေ့ရပါတယ်။ရန်ကုန်မှာအခင်ရောက်နေချိန်စစ်ကောင်စီကပေါ်တာဆွဲစစ်တင်တန်းပို့တင်တန်းအပြီးရှေ့တန်းစစ်မြေပြင်ကိုပို့ဆောင်တာခံခဲ့ရတယ်လို့ကာယကံရှင်မောင်နေထက်လင်းကထွက်ဆိုပါတယ်။တောင်တွင်းကြီးမှာတင်တန်း9လတက်ပြီးတဲ့နောက်ပခုတ်ကူတက်ကိုရောက်ခဲ့ပြီးအဲ့ဒီတက်မှာမောမန်တင်တန်းထက်တက်ခဲ့ရပါတယ်။ဒီနောက်မှာတော့ရဟတ်ရင်နဲ့ကန်းထောင်အနီးကအင်မတီရွာစီပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ ဲ့ဒီနောက်လက်နက်ခဲယမ်းတွေယူဆောင်ရင်းစစ်ကြောင်းထိုးလာတဲ့ချိန်မှာတိုက်ပွဲဖြစ်ပြီးစစ်ကောင်စီတပ်တွေအထိနာဆုတ်ခွာသွားခဲ့တာလို့မောင်နေထက်လင်းကဆက်ပြောပါတယ်။နောက်ထပ်ရန်ကုန်အဝေးပြေးကားခွေမှာပေါ်တာဆွဲစစ်သားစုဆောင်းခံရတဲ့တပ်သားစိုးတာကလည်းသူ့အနေနဲ့ပင်လောင်းမှာတင်တန်း၅လတက်ခဲ့ရပြီးပခုတ်ကူကိုရောက်ရှိခဲ့တယ်လို့ပြောပါတယ်။ဒီနောက်မှာသူလည်းအင်မတီရွာကိုစစ်ကူသွားခဲ့ရပြီးတိုက်ပွဲတွင်ဒဏ်ရာရခဲ့တာကြောင့်အမောဖောက်ကြံခဲ့တာလို့ထွက်ဆိုပါတယ်။ စစ်မှုတန်းတပ်သားအသည်ဖြစ်တဲ့ရဲကြော်ကြော်ကလည်းဘာထူးကတည်တန်းဆင်းလာသူဖြစ်ပြီးမုံရွာကိုလေရင်နဲ့တွားခဲ့ရတာလို့ပြောပြပါတယ်။အဲ့ဒီနောက်လက်နဲ့တက်ဆင်ပြီးအင်မတိရွာကိုလေချောင်းကနေတွားရတာလို့သူရှင်းပြပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ကတပ်သားရဲကြော်ကြော်ကိုတေးပြီးဆိုပြီးထားခဲ့တယ်လို့ဆိုပါတယ်။အဖမ်းခံရသူ၄ဦးထဲမှာကြံတဲ့တဦးကတော့ရဲအရာခံဘူးရှိန်ကိုကိုကျော်ဖြစ်ပြီးသူက1996ခုနှစ်ကတည်းကရဲတပ်ဖွဲ့ထဲရောက်ရှိခဲ့တာလို့ထွက်ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာနိုင်ငံတော်မှာလူငယ်လူရွယ်အများအများကိုပုံစံအမျိုးမျိုးနဲ့စစ်သားစုဆောင်းပြီးကာလတူစစ်တင်တန်းပေးခဲ့တဲ့နောက်စစ်တိုက်ခိုင်းနေတာကြောင့်တပ်သားအသစ်တွေတိုက်ဆုံထိခိုက်မှုများစွာရှိနေပါတယ်။ဒါအပြင်တအူးချင်းဖြစ်စီအဖွဲလိုက်ဖြစ်စီတော်လှန်ရေးတပ်တွေစီတွားရောက်ပူးပေါင်းကြတဲ့စစ်မှုတန်းတွေလည်းရှိနေပါရဲ့ရှင်။